နေကနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဆွမ်းစားတဲ့အချိန်မှာယောဂီတူတော်ရှင်များနော်နာကြားကြရတဲ့ဒေသနာလေးတွေမှာပွားများမယ်ဆိုလို့ရှိရင်နိဗ္ဗာန်နဲ့တရားရှိတဲ့နိဗ္ဗာန်နဲ့အဆုံးရှိတဲ့တင်ညာခုနှစ်မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိဦးလားရှိရဲ့နော်အဲ့ဒီထဲမှာနံပါတ်1အတုဘတင်ညာဒီကန္နာကိုကြီးရဲ့မတင့်တယ်တဲ့သဘောကိုအမှတ်ရတဲ့သဘောဟုတ်လား နောက်နံပါတ်2ကဘာလို့ဆိုတော့မရဏတင်ညာတော့တဘောကတစ်ခါတည်ဆုံးရတဲ့ပျက်စီးရတဲ့မရှိမလပျက်စီးကြိုကွဲသွားရတဲ့အနေထားကိုအမှတ်ရတဲ့သဘောဒါကမရဏတင်ညာဟုတ်လားပြတ်ပြီးတော့ပါလာတော့အာဟာရပရိကူလတင်ညာနောက်အစာဟာရရဲ့ရွှန်ရှားဆွတ်ဆုပ်ဖွယ်ကိုအမှတ်ရတဲ့သဘောနောက်ဦးဇင်းတို့စတုထတင်ညာကသဗ္ဗလောကိအနာပိရတိတင်ညာလောကကြီးမှာပြုံးမှုဝေရာမရှိဘူးမွေးလွယ်ဝေရာမရှိဘူးဆိုတဲ့ ဒီအမှန်တရားကိုအမှတ်ရတဲ့သင်ညာဟုတ်လားနောက်ဦးဇင်းတို့ဟောငါးခုမြောက်ကြမယ်နော်ငါးခုမြောက်ကဘာလို့ဆိုအနိစ္စသင်ညာခုပြောတဲ့တဘာဝတရားနော်သင်္ခါရတရားတို့ရဲ့မတည်မြဲတဲ့သဘောကို အမှတ်ရတဲ့သင်ညာနောက်၆ခုမြောက်ကအနိစ္စဒုက္ခသင်ညာမမြဲတဲ့တရားမှာဒါဟာရှင်းရတယ်လို့အမှတ်ရတဲ့သင်ညာအနိစ္စဒုက္ခသင်ညာလို့တော့ ခုနှစ်ခုမြောက်ကဒုက္ခေအနတ္တပင်ညာဟောဆင်းရဲတဲ့တရားမှာဒါအဆိုးမရတဲ့သဘောမပိုင်မနိုင်တဲ့သဘောကိုယ့်အလိုကိုမလိုက်တဲ့သဘောပဲလို့နော်ဆင်းရဲတဲ့တရားမှာအဆိုးမရတဲ့သဘောကိုအမှန်ရတဲ့သဘောကိုအနိုင်ဒုက္ခေအနတ္တပင်ညာအဲ့ဒီပင်ညာခုနှစ်ပါးထဲမှာအခုအရင်ပြောတဲ့နော်အနေစာဆိုတာရယ်မရဏဆိုတာရယ်ပါမနေဘူးလားပါနေတယ်ဒါလေးတတိထားစရာကောင်းတော့ပေါ်များမယ်ဆိုရင်စူးစမ်းအထုတ်မယ်ဆိုရင် နိဗ္ဗာန်နဲ့တရားရှိတဲ့နိဗ္ဗာန်နဲ့အဆုံးရှိတဲ့တရားဖြင့်နိဗ္ဗာန်ကို ရောက်အောင်ပို့နိုင်တဲ့သင်္ညာတွေထဲမှာဒီသင်္ညာနှစ်ပါးပါနေတယ်။ဒါကြောင့်ဒလဆက်ဖြစ်ပေါ်ပြောင်းလဲနေတဲ့မိမိခန္ဓာရဲ့ဖြစ်စဉ်တဘာဝတရားဒီအနိစ္စလက္ခဏာကိုလည်းပဲကြောင်းကျင်းကျင်းသိအောင်မြင်အောင်ကြိုးစားရမယ်ပေါ့။ဒီနေ့ဒီချိန်မှာသင်္ညာဘောပြည့်စည်ရမယ်ဆိုတဲ့မရဏသဘောကိုလည်းပဲကျင့်ပါများစွာစဉ်းစားခြင်းဖြင့်ပြရနှစ်ခုလုံးတန်ဖိုးရှိတာ။ ဒီနေ့မှာဦးဇင်းတို့တခဏတိုင်းကြောင်းလေးပျက်စီးနေတဲ့ဒီအနိစ္စသဘောဆိုတာနဲ့ပတ်သက်ပြီးတော့ဒီထဲမှာလူငယ်လေးတွေလိုလည်းပိုင်းလေးတွေပါတယ်ဟုတ်လားဒီအနိစ္စသဘာဝကိုနားလည်ဖို့အတွက်နော်ဥပမာလေးတွေနဲ့ကပ်ပြီးတော့ပြောကြည့်ခြင်းနဲ့ပေါ့။ဟာနဲ့တူလို့ဆိုလို့ရင်ဦးဇင်းတို့တခဏတိုင်းဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီအနိစ္စသဘောက TV ဖန်သားပြင်ပေါ်မှာပေါ်နေတဲ့ပုံရိပ်တွေကိုကြည့်နေရတယ်တူတယ်။ဟုတ်လား ဒီဒီဖလားပြင်ပေါ်မှာပေါ်နေတဲ့ပုံလေးတွေဆိုရပါစို့ဇလန်းတစ်ပုတ် ခွေပဲထိုးပြီးတော့ကြည့်မယ်သမို့ဒီဒီအစီအစဉ်တစ်ခုကလာလို့ကြည့်မယ်ဆိုကြပါစို့ဟုတ်လားအကုန်လုံးပုံလေးတွေကဒလဇက်ပေါ်ပြီးတော့ဒလဇက်ပဲတောက်ွယ်လိုက်ကိုကြည့်နေတဲ့အခိုက်အတန့်မှာပေါ်နေတဲ့ပုံလေးကလေးကဘလောက်ကြာလို့ဆိုဘလောက်မှမကြာတကယ်ဘလောက်မှမကြာ ကိုနည်းနည်းလေးထင်ရှားကျင်လဲဆိုရင်ရှေ့ကိုရောက်ပြီးတော့ကြည်လာရင်းနေတယ်ကြည်ကြည်လိုက်ပြ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 ဆိုတော့သွားလာဟုတ်လားကိုကဒါမဲ့ပုံမှန်လှုပ်ရှားနေတာကိုကြည်တဲ့အခါကျတော့အဲ့ဒီပုံရိပ်တွေတောက်ွက်တာကိုမသိဘူးကိုကလှုပ်ရှားတဲ့မူရာတွေသူတို့ပြောတဲ့ဆိုတဲ့စကားတွေသူတို့ရဲ့ဇာတ်လမ်းအနေထားတွေကိုစိတ်ဝင်စားနေဆိုတော့ဒီပုံရိပ်တွေတောက်ကြောက်ကြောက်ကြောက်သွားတာကိုမသိဘူးဆိုကြပါစို့ဇာတ်ကားကကိုနှစ်နာရီကြာမယ်ဆိုလို့ရှိရင်တနာရီလောက်အနေထားမှာဖမ်းပြီးတော့ကြည်လိုက်တတိထားကြည့်လိုက် သုံးသပ်တဲ့နာရီလောက်ကြည့်ခဲ့တာလေတခုမှမရှိတော့ဘူးဟုတ်တယ်မဟုတ်လားနောက်ထပ်တနာရီလောက်ဆက်ကြည့်ရအောင်မယ်တခုမှမပေါ်သေးဘူးလုံးလုံးစီအဲ့ဒီမှာဘာမြင်နေရလဲ။ပုံကြီးတစ်ခုကိုကိုမြင်နေရလိမ့်မယ်ဟုတ်လားဆိုကြပါစို့ဒီဇကရကတစ်ခုလုံးပြီးတော့မှာဟာဒါကြီးပြီးသွားပြီလို့သိရင်တော့ဒါအလွန်ညံနေတယ်။နော်။ဇောင်းဝင်ကနေတစ်ခါမိတစ်ခါပြီးမယ်။ဇကပြောကနေတစ်ခါမိတစ်ခါပြီးမယ်။ဟုတ်လား။ စကားပြောနေတဲ့အခါတခါမှလည်းပဲတဖြည်းဖြည်းနဲ့ပြောနေတိုင်းလုပ်နေတိုင်းမူရတိုင်းမူရတိုင်းအကုန်လုံးဟာပြီးပြီးတော့လိုက်ဒါလေးကိုတွေ့တွေ့ချာချာသဘောပေါက်အောင်ကြည့်အဲ့ဒါနဲ့အလွန်တူတယ်ခုတည်းကမဟုတ်ဘူးကျင်းရဲ့ဘဝမှာနော်ဒီအလေးစားသဘောဆိုတာဖြစ်ခဲ့တာဒီအခုမှတည်းကမဟုတ်ဘူးကျင်းရဲ့တွေပြန်ပြီးတော့မရနိုင်တော့ရှိလည်းမရှိတော့ဘူးကောမရှိတော့ဘူးမဖြစ်သေးတာတွေကိုကြိုးပြီးတော့လည်း ရတယ်လို့ဖြစ်ရှင်လို့မဖြစ်ဘူးအခုလွန်လောစေလေးအခုလွန်လောစေလေးအလွန်တူတဲ့အလွန်တူတဲ့အဲ့ဥစ္စာတေချာစဉ်းစားပြီးတော့တရားဝင်ပြေပြေနေနေလေးကြည့်ကြည့်နော်ဖန်မြေမမပေါ်နေတဲ့ပုံရိပ်တွေနဲ့အလွန်တူတယ်တကယ်စူးစိုက်ကြည့်မယ်ဆိုလို့ရှိရင်ဖန်မြေမမဘာရှိလဲမိလေးတွေလင်းလာရဲ့မိတ်တော်ရဲ့ဒါပဲရှိတယ်တကုတ်စိတ်ထဲမှာတော့အယောင်တွေကမြုံမြုပ်ကြောင်းပြီးတော့မြုံမြုပ်လှုပ်ရှားနေတယ်လို့ပဲမြင်ရတာတကယ်တည်းကမိဖက်တေးသေးလေးတွေအကုန်လုံး ်သူ့ရဲ့အနေထားမှန်တိုင်းလင်းလာတယ်မိတ်သွားဒါပဲရှိဟုတ်လားအဲ့လိုပဲဘဝမှာဘာတွေလဲဖြစ်ပေါ်ဖြစ်ပေါ်လာလားဖြစ်ပေါ်လာတဲ့ဒီတဘာဝတရားတွေအကုန်လုံးဟာပြည့်စည်ချုပ်ပြောက်ပြီးတော့လိုင်းရတယ်အတိတ်အတိတ်ကလည်းဖြစ်တယ်ဖြစ်တိုင်းဖြစ်တိုင်းအနေထားမျိုးစုံအကုန်လုံးပြည့်စည်ချုပ်ပြောက်လိုက်တယ်လက်ရုပ်တံကိုကိုကြည့်နေတဲ့အချိန်မှာတော့နော်အယောင်ရှင်ရဲ့အတန်ရဲ့ဒီနှခုအများအားပြောင်းလဲတာကိုထင်ရှားသိနိုင်တယ်ပေါ့ဘဝမှာတော့အဲ့ဒီအယုတ်နဲ့အတန်နဲ့မကဘူး နော်အနံ့နေရတာလည်းရှိမယ်။ရတာတွေတွေးရတာလည်းရှိမယ်။အတွေ့အထိတွေတွေးရတာလည်းရှိမယ်။အတွေ့အကြံတွေဖြစ်တာလည်းရှိမယ်ပေါ့။ဘာတွေပဲဖြစ်လာဖြစ်လာအဲ့ဒီဖြစ်လာတဲ့သဘာဝတရားတွေတခုမှတည်နေတာမြင်နေတာတော့မရှိဘူး။အဘိဓမ္မာဇကကတော့ဖြစ်ပြီးသားလေးပြန်ပြီးတော့ရောက်ကြည့်ရင်ရောက်ကြည့်လို့ရတယ်။ရှေ့ကြောကြည့်ရင်ကြည့်လို့ရတယ်။ဘဝကတော့အဲ့လိုဖြစ်ပြီးသားလည်းပြန်ရောက်ကြည့်ရင်လို့မရဘူးဖြစ်သေးတယ်လည်းနှမ်းချိုးပြီးတော့ကြည့်ထားရင်လို့မရဘူးအခုလုံးလုံးစည်အခက်အတန့်လေးပဲ ဒါလေးကိုတကယ်နားလည်အောင်ကြိုးစားရမယ်ဟုတ်လားတတိမှန်ရင်ကိုကြည့်နေတဲ့အချိန်မှာတကယ်ကြည့်နေစဉ်အခက်အတန့်လေးတွေပိုင်းခြားပိုင်းချက်ပြီးပိုင်းချက်ပြီးတော့တည်အောင်ကြိုးစားရဒါအနေစားကိုပြီးဖို့အတွက်မျိုးမျိုးဒါဦးဇင်းတို့စဉ်းစားကြည့်တော့ဟောလေးဆိုတော့ဘုရားကြီးဆိုလို့ရှိရင်ဒါဒုက္ခဒုက္ခကပစ္စည်းဝတ္ထုတွေကိုဥပမာနေရာမှာထားပြီးတော့အမျိုးမျိုးရှင်းပြတာတွေရှိအဓိကကတော့ဒီအမှန်တရားကိုခြေထဲမှာရှင်းရှင်းလင်းလင်း နားလည်မှုရှိဖို့ပေါ့ဒါကကိုယ်ကတကယ်သတိထားမှု အားကြီးမယ်ဆိုရင်လည်းပဲသတိထားရင်းနဲ့ကိုပဲသိတော်နိုင်တယ်ပေါ့ဒီအနေအဆအချက်ကိုဟုတ်လားဒါကြောင့်အဲ့ဒီအနေအဆကိုသိပါများရင်လည်းပဲသူ့အလွန်ကြိုးကြီးအမညာပုံညာရတော်နိုင်တယ်ပေါ့နောက်တစ်ခုဟိုစိတ်ထဲမှာအထင်မသေးသေးတဲ့သဘောလေးရှိတာပါလဲဆိုတော့အဲ့ဒီမရဏနုဿတိတဘောတစ်ခါတည်ရတဲ့အသေးကိုအမှတ်ရတဲ့ဒီမရဏနုဿတိကမ္မထာကိုလည်းအထင်မသေးသေးဘူး သူလည်းအလွန်လင်းတဲ့တာပဲသူလည်းပဲဘဝရဲ့အမှန်ခန္ဓာရဲ့အမှန်ကိုတင်းတင်းလင်းလင်းသိသွားနိုင်တယ်ဒါကြလေဦးညာစဉ်းစားကြည့်တယ်တောတော့ပေါ်တော်ထိတ်လန့်နေရကောင်းနေကြလားမသိဘူးလို့အကုန်လုံးပြီးသွားတာပဲဟုတ်မတူကွပြချမ်းသာချက်ကလေးတွေအထိုင်လျောက်ရှိတယ်ဆောသောကအိဋ္ဌာနဲ့ခုပြောတဲ့မရဏဆောသောကအိဋ္ဌာကဒီလိုတဘာဝတရားလေးတွေထက်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 ဖြစ်ခွင့်ဒီဘဝဒီခန္ဓာမှာကျုံရအောင်မယ် ဲ့လိုဘုရားကကြွေးခဲ့တဲ့မြင်ခဲ့တဲ့လူတွေပြောခဲ့ဆိုခဲ့တာတွေအကုန်ပြန်စဉ်းစားလို့ရသေးတယ်